မင်္ဂလာပါခင်ဗျာမင်းပြီးရရင်ငါကြိုးစိုးပါရယ်ဒီနေ့ကျွန်တော်မျှဝေဝေးခြင်းတဲ့အကြောင်းအရာကတော့စိတ်ဓာတ်ခိုင်ခဲ့ရင်မင်္ဂလာလေးပါပဲဖြစ်ပါတယ်ဘုရားမစွာဘုရားကမင်္ဂလာတုတ်တရားတော်မှာဘုဒ္ဓတလောကဓမ္မဤစိတ်တန်ရတနာကံပတိအသောကံဝိရဇန်ခေမဣတံမင်္ဂလာမုဒ္ဓမဲဆိုပြီးတော့ဟောကြားခဲ့ပါတယ်အရေးချက်လေးချက်ကတော့နံပါတ်1ဘုဒ္ဓတလောကဓမ္မဤစိတ်တန်ရတနာကံပတိ ။လောကန်တရားနဲ့ကြုံတော့ခါစိတ်မတုံလို့ချင်းနမတ်နဲ့အာတော့ကန်စိုးရင်တော့ကမရှိချင်းနမတ်တော့ဥရေဇံအကိလေသာရံမတ်မျိုးမရှိချင်းနမတ်လေးခေမဲဘေးမရှိချင်းတော့ပဲဖြစ်ပါလေ။အဲ့ဒီအချက်လေးချက်ကိုမမ်းမိလက်စီဖို့အတွက်ဆရာကြီးတကုံဦးထွန်းမင်းကနေကြပြလေးဝယ်လာတာရှိပါတယ်။အဲ့ဒီကြပြလေးကိုကျွန်တော်စူပြပါမယ်။ ကျန်နာတဘာဝအသွေးကြုံနေကြလူတိုင်းပဲကောင်းဆုံးနဲ့တန်းအဆုံးတွဲလို့တလဲစီလေးအမင်းဒီလောကရန်ကြုံမဖြုံတဲ့မော်မတုံစဲနဲ့စိတ်ခိုင်စီတောကကိုထိတ်ရမတ်သိအင်းငိမ့်ချန်နာနေအေးဒါမဗုဒ္ဓဝါဒကဗမင်္ဂလာတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ